ကဲ trading view မှာ indicator ကိုမြန်မာလိုသုံးကျင်သူတွေအတွက် indicator ကိုတွားပြီးတော့အဲ့ဒီမှာ member ဆိုပြီးတော့ရှာလိုက်ပါအဲ့ဒီ member scalper ဆိုတာလေးကိုတွေ့ရင်အမှ member scalper လောက်ထားတဲ့ member scalper လေးကိုရွှေ့လိုက်ပါ very worry ဆိုတာနဲ့ check ကိုပဲပြန်သွားပြန်သွားပြီးတော့ဒီမှာ time frame လေးကိုကြည့်ပါ time frame ကိုကြိုက်တဲ့အချိန်မှာထားလို့ရပါတယ်4 hour 1 hour 15 minute 5 minute ပေါ့နော်ဒီကောင်းစကပါဖြစ်တဲ့အတွက် shorter time frame တွေမှာလည်းအလုပ်လုပ်ပါတယ်အခုကျွန်တော်ဒီဟာလေးကို bad test လုပ်ပြီးတော့ထွေးကြည့်မယ်ပေါ့နော်အခုဝယ်သိမ့်လို့ပြနေတဲ့အချိန်မှာကျွန်တော်ကဘိုင်းဆိုတာလေးကိုနှိပ်မယ်ပေါ့နော်ဒါပေမဲ့ stop loss line လေးပေါ်လာရင်တော့ကျွန်တော်ရက်မယ်ပေါ့နော်အခုကျွန်တော်ဘိုင်းလုံးလိုက်တယ်အခု stop loss line ကိုလာထိရဲ့အချိန်မှာအနည်းအောင်မပြောင်းသွားတဲ့အတွက်ကျွန်တော်စစ်ပွဲထားလိုက်မယ် ဝယ်ထားပြီးတဲ့ချိန်မှာသူကတက်သွားမယ်ပေါ့နော်အပေါ်ကိုတစ်ဖြည်းဖြည်းနဲ့တက်သွားမယ်ဘယ်ချိန်မှာပိတ်မလဲဆိုတော့ price ကဒီအစိမ်းရောင်လိုင်းလေးကိုလာထိပြီးတော့အနီရောင်ပြောင်းကနေချိန်မှာပိတ်မယ်ပေါ့နော်အဲ့ဒါမျိုးကြတော့ဒါ stop loss ထိပါတယ်လို့ပြောမှာပေါ့နော် trailing stop loss ပေါ့အခုရောင်းတင်လို့ပေါ်တဲ့ချိန်မှာကျွန်တော်ကရောင်းတဲ့ order ထပ်ဝင်နေရောင်းလိုက်တယ်ပေါ့နော်ဒါကတော့ဥပမာပေးတာပါဒါကတော့ bad debt react 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 trade မဟုတ်ပါဘူး ဒါကတော့ဥပမာပြောပြတာပါဘလို့ trading နေဆိုတာပေါ့เนาะတကယ်အခြေအနေမှာဆိုရင်တော့ candidate တချောင်းက၄နာရီကြာတဲ့အတွက်အခြေအနေအများကြီးရမှာဖြစ်ပါတယ်ဝယ်တင်လာရောင်းတက်လာကိုယ့်အနေကိုဆုံးဖြတ်ပေါ့เนาะဒါကတော့ indicator တော့ဝယ်တင်လို့ပြောတယ်ဝယ်တင်တဲ့ချိန်မှာတော့ဝယ်လိုက်တင်တယ်ပေါ့เนาะအဲသူကတော့အဲ့လိုမျိုးပြောတာဒါပြီးတော့ stop loss လည်းထားတင်တယ်ပေါ့เนาะဒီသူရဲ့ line လေးကိုမကြောမချင်းဒါ stop loss ထားမယ်ဝယ်တင်တဲ့ချိန်မှာဝယ်မယ်အခုကျွန်တော်အဲ့ဒီအတိုင်းပဲ trade နေတယ်အခုရောင်းတင်လို့ပေါ်ချိန်မှာကျွန်တော်အမြန်ပိတ်လိုက်တယ် ပိတ်ပြီးတော့ကျွန်တော်ဒါကို trade တယ်ပေါ့เนาะအခုဒီလောက်ရတယ်